အဝေးကတော်ဘောော်တဲ့တန်ကြားရီတော်ဘောနဲ့ဖိုးတူဟာဒေါ်လေးနွယ်ကိုတွဲလို့ပေါ့ငပေးဒေါ်လေးနွယ်မူးလဲလို့ဟေ့လောင်းဟာအမေဘလို့ဖြစ်တာလဲဗျဒီကပြစ်ပေါ်မှာနားလိုက်ပါဦးတကြီးကကျင်းရွာစီဝေးလောက်ရအောင်တရင်တယောက်နုံနဲ့ခေါ်ထားတာဆိုတော့အိမ်မလူစုံနေဦးသိန်းကတကြီး ခေါင်းကြီးကြောင့်စိုးပါအောင်ဗျတို့ရလည်းအိမ်ကြီးချင်းရွာလေလို့ပဲရဲရွာအကျိုးပြုဖွဲ့လေးဖွဲ့ထားရအောင်လို့ပါအလူကံထွက်တာအစားကုပေါ်လောင်းပဲရအောင်ပေါ့တကြီးလည်းတိတယ်တိုင်းကျွန်တော်တို့ကခြံလုကတမျိုးမြို့တရတာတစ်ဖက်နဲ့အားတွေကိုမရှိဘူးဗျဒေါ်လင်းတွေကလေဟုတ်တယ်ဟိုကျမတို့အမျိုးသမီးတွေလည်းတနေ့တနေ့အိမ်ကြီးစားနဲ့လုံးမဲ့နေရတာရှင့်ဟမ်ဖိုးထူးတို့ဘိုးကြီးတို့တွေတပြေးပြေးနဲ့အရွယ်ရောက်ပြီးတော့ အားကိုးလို့လည်းရလာပြီဆိုတော့လူငယ်အဖွဲ့တွေထည့်မယ်လို့စဉ်းစားထားတယ်။ကလေးတွေကကြောက်တဲ့နေရတာလေတကြီးရဲ့အစောကလည်းမတ်ကြလားဆိုတော့ဘယ်ဖြစ်ပါမလဲဗျ။အရင်အစ်အဖွဲ့တောင်းမလို့ပါပဲ။တို့ကိုမေးလိုက်အောင်မေး။တာဟိုးထူးနေပွီတတို့လာမအောင်။ဟုတ်တကြီး။ရွာမှာလူငယ်အကျုပ်ပြုအဖွဲ့ဖွဲ့မယ်။တတို့ပါကြမလား။ပါလိုက်ရင်ကျွန်တော်စောတဲ့ချိန်နေခုမှာပေါ့ဗျ။အဖွဲ့ထဲမှာအရွေးခံရရင် လာစဉ်ရက်ကွက်ကစုပြီးတယ်မုံဝိုးတထောင်ခွေရမယ်။ကျောင်းမှာလူမွေးမှတ်မှာအေးရအောင်လုပ်ပေးမယ်လေဘလို့လဲ။ဖိုးတူဟာစိတ်ဝင်စားသွားတယ်။အဲအေးရမှာဆိုတော့မိုက်တောင်ပေါ့။နောက်ပြီးတော့အဖွဲထဲပါရင်ဘာလို့ပေးရမှာလဲဗျ။ဟမ်။နွေရာသီပိတ်ရက်မှာတားတို့ကျောင်းကြီးဥဆောင်မီလုပ်ပြီးမှာဆိုတော့ကျောင်းကြီးကိုတားမေးကြည့်ကြ။အဲလူစင်းကတပတ်တွင်လက်ခံမှာအဲ့တရားမှာပြန်ယူမှာ။ဒါဆိုရင်တော့တားလေးစိတ်ဝင်စားတယ်ဗျ။ ော်တကာတဲ့ကိုရှောက်သွားလိုက်မယ်လေဘိုးရလေနေပါအောင်ဘာလို့ရမှာလဲဆိုတော့မေးကြည့်အောင်ဆိုလေဒီလိုနဲ့အစည်းအဝေးပြီးဆုံးသွားတယ်နောက်ရက်မှာတော့ကျောင်းဝကြီးစီကိုရောက်လာကြတယ်ကျောင်းဝကြီးကကဲတမိနဲ့သားတို့ရွာမှာလူငယ်အကျိုးပြုအဖွဲ့ဖွဲ့မယ်အဲ့ဖွဲ့လေပါပြီးရင်ရဲရွာအကျိုးဆောင်ရွက်တဲ့သူကိုဆရာကြီးတို့ကနောက်စာသင်နေ လူမှုရေးဘာသာမှာလတိုင်းအေးပေးမယ်။ဟာဆရာကြီးဒါဆိုကျွန်တော်ပါမယ်ဗျ။တမီးလည်းပါမယ်နော်ဆရာကြီး။ရှောက်တဲ့သူတွေကပြန်ရင်းမှာဆိုတော့လိန်မာပြီးတော့တကယ်ကူညီခြင်းနဲ့စိတ်တွက်လက်တဲ့အကျင့်ရှိမှပဲအရွေးခံရမှာနော်။ဆရာမျက်နှာအိုးမဲမတော့ကြနဲ့။ဆရာကြီးကလည်းဟေးဟေးဟိုကျွန်တော်တို့စူးစမ်းကြမှာပါဗျ။ဒီလိုနဲ့ဖိုးတူးနဲ့အားလုံးကဆရာကြီးကိုရှုသေးပြီး အကန်တွေကပြန်ထွက်လာခဲ့ကြတယ်။ ဲကလေးတို့ရွာဦးကျောင်းအတွက်အလူကန်ထွက်ကြမယ်။ဟောဒီဖလားကိုတယောက်တလုံးယူကိုစီအိမ်ဒီမှာအလူလိုက်ခံမယ်။ဟာဖို့သူတော့ဘောလေးမတွေ့ပါလားဟ။ရှောက်ပတ်ပြီးအလူကန်အမှရှက်လို့တဲ့အမှတ်မကောင်းရင်နေမလိုက်စီတော့တဲ့။ဟေး तू ကလေဟိုမှာဘိုးကြီးနဲ့တန်းချောင်းတို့အုပ်စုလဲပါတော့ငါတို့တွေအရွေးခံမှုအရေးကြီးလေဟ။ဟုတ်တယ်။သူတို့ပါပြီငါတို့အရွေးမခံရင်အောက်တယ်။အမှတ်လေကွာသွားမှာ။ဟာအလုံးမဲ့ fighting စူးစမ်းကြမယ်။ မရှက်ချင်းတယောက်နဲ့တယောက်ကူးကြမယ်ဟုတ်ပလားဖလားတစ်လုံးစီပိုက်ပြီးအိမ်ဒီမှာအလူလိုက်ကံမို့ထွက်လာကြတော့တယ်ခဏကြာတော့ဘူကြီးကခြေထောက်ညောင်းလို့ဆိုပြီးတိမင်အောင်မှတိုင်ပြီးအမောဖြေတယ်တန်ချောင်းကဘူကြီးလာလေတော်ကြာငါတို့ပြက်ကြံနေခဲ့အောင်နေပေါင်းကွာဇက်တိုက်လျှောက်လာတာခြေထောက်ညောင်းနေပြီကွာဒါဆိုမင်းအမတ်ကိုလက်လျှောက်တော့မလို့လားဟမ်မဟုတ်ဘူးလေ ခဏလေးပဲအမောပြေလာမှာကွာအဲ့ဒီအချိန်ဖိုးတော်ရောက်လာတယ်ဘူရင်းတို့ပြင်မင်းရင်ခဏနိုင်ပြီးမှလိုက်ခဲ့လေအကွာတော့နေမွေးခင်အိမ်နေကဖို့မကြံခဲ့အောင်လို့သွားနေတော်မယ်ငါလဲချောက်တွေညောင်းနေပြီဟာဒါဆိုမြွိုင်းနားကြမယ်လေနားလို့မရအောင်ကဒီချိန်မှာတို့တွေပို့ပြီးတော့စူးစမ်းပြရမှာဟုတ်တယ်ဘူတူရဲ့မနာတော့ဘို့ဒါဆို ဆက်ပြီးတော့အလူကန်ထွက်ကြတာပေါ့ကွာနောက်ရမှာတော့ရွာများအောင်တန်ရှင်းလို့ဖို့အလှည့်ရှောင်လာပြီဦးသိန်းကကဲဒီကောင်မရှင်ကတော့ဟိုရီမြောင်နဲ့အမိုက်တွေဖေးပြီးရေစည်းရီလာကောင်လုံးရမယ်ခြုံနေရှင်းရမယ်အဲ့တော့ဘသူကဘာလုပ်ကြမလဲဆိုတာတာဝန်ခွဲကြတန်ချောင်းကဘွေးနှကပ်ပြီးခက်တူးတူးသွားပြော ညောင်ရှင်းတာကြီးတော့မလုပ်ချင်ဘူး။ဘိုးကြီးရဘလို့လဲ။ငါတို့ချုံမင်းရှင်းကြရအောင်။ငါပေတို့တွေညောင်ရှင်းကြမယ်ကွာ။ဟာနန်းစော်နီမှာပေါ့။ပေးချံပြီးတော့လက်တည်နဲ့လဲနိုင်အောင်မှာဖြစ်ပါမလား။ဟာဘိုးကြီးတို့ကလည်းနန်းတော့တေချာမလုပ်မှာမဟုတ်ဘူး။ငါတို့တွေသာလုပ်ဖြစ်ကြရင်ချီချူးခံရမှာ။အရွှေးခံရမှုအခွင့်လန်းပိုများသွားတာပေါ့ဟာ။ဟုတ်တယ်ဟုတ်တယ်။ဖိုးတူပြောတာမှန်တယ်။ငါလဲကုမယ်လေ။တို့တွေလောက်ကြရအောင်။အဲ့ဒီအချိန် ဘုံကြီးကရင်ဖြေလိုက်တယ်။ဦးလေးသိန်းကျွန်တော်တို့ခြုံမဲရှင်းလိုက်မယ်ဗျ။အဖေတအားတို့တငယ်ချင်းအုပ်စုမြောင်းရှင်းလိုက်ပါမယ်ဗျ။ဒီလိုနဲ့ငပိန်နဲ့ဘူတော်ပေါပြားနဲ့မြောင်းငုံလိုက်ပြီးအထက်ရမိုက်တွေစီးမိဝိုင်းကသူတို့ဆယ်တဲ့အမိုက်တွေကိုညှက်နေကြုံပြီးအမိုက်ချင်းနဲ့ထိတယ်။ဘုံကြီးတော်ကတော့ပေါတူကြီးတယ်လို့တခြားဘက်မှာညက်သွားနှောင့်နေကြတယ်။မမေပြေးအောင်လုပ်ကြရအောင် ညောင်ကအမိုက်ဆုပ်နေတော့ရင်မစည်းဦးဖြစ်နေဟာဘာသူစင်းမလဲအမ်အရက်ရှည်တဲ့ငါပဲစင်းလိုက်မယ်လေတလုံးနေညောင်ကိုတန်ရှင်းပြီးအပေါ်ရောက်တော့ငပိန်ကတွေ့လားဂျေရီစီးသွားပြီမတို့ရလွတ်လိုက်တာကြည့်ပါဦးတန်ရှင်းသွားပြီအဲ့ဒီချိန်ဦးသိန်းရှောင်းလာတယ်တင်ဟုတ်ပါလားငပိန်တို့တွေကပြီးအောင်နေကြပြီလေဟုတ်ဦးလေးသိန်း ဟိုရေကြီးကောင်းပြီးတော့တန့်သွားပြီဗျခုလိုရှင်းလိုက်တော့သားတို့သမီးတို့ရဲ့ရွာတွေကမောင်လေးညီမလေးတွေသွေးလုံးတဝေးအန်နီရဲနဲ့မိုးရီရဲ့ကြီးမဲအန်နီရဲတွေတက်တာပြီပေါ့ဟောရွာကျိုးတဲ့ဘူးတော့ကုသိုလ်လဲရောင်းသည်ဗျအမှတ်လည်းရကြအောင်မဟုတ်ဘူးလားဖိုးသူတို့လည်းသူတို့တန်ရှင်းလုံလိုက်တဲ့မြောင်းကိုကြည့်ပြီးကျင်းနဲ့နေကြတယ်တပတ်မှလေးဘူကြီးကပေါတူကြီးလှောက်ကနေလှောက်ကနေမြတ်ပြီးမြတ်တူရှင်းနေရပါတန်ချောင်းက ရှင်းနဲ့မိုက်တွေလိုက်စုပုံထားတယ်။တန်ချောင်းကဘိုးကြီးကအားတော်ရှိရပါမယ်နော်။ဒီလောက်အများကြီးကိုခဏလေးနဲ့ရှင်းလိုက်နိုင်တာ။ဝူး။တော်ပေါ်တို့ငပိန်နှုတ်နဲ့ရှင်ရင်ဘသူပိုအားကြီးရဲ့ထင်လဲ။တေချာမဘိုးကြီးပဲပေါ့။ထင်တယ်လားမလွယ်ဘူးဟာပင်မန်းလိုက်တာ။ဟုတ်တယ်။ငါမွေးကြောင်ရဲ့နဲ့အမက်ရဲ့ဟိုမဘိုးမျက်နှာရဲ့ကြောင့်တိကျန်လုံနေရ။ဟိဟိမင်းပင်မန်းရဲ့တလဲနာလေငါသွားရှင်းလိုက်မယ်။ဝူး။ ခဏကြာတော့ဦးသိန်းလျှောက်လာတယ်။ဟာဒီဘွဲ့လေတော်လိုက်ရ။ခဏလေးနဲ့တော့ရှင်းသွားပြီပဲ။တယောက်တလဲနဲ့ရှင်းလိုက်ကြတော့ညံသွားတာပါဗျ။ဝူး။ဒါမို့ကစိတ်တူကိုတူအသေးဘွဲ့စိတ်တဲ့ရှိကြတာ哦။တားတို့တွေကတချင်းအောင်မြင်ထွန်းတောက်လာမယ်ကြေဝင့်နေကွ။ရဲရွာကျိုးနိုင်တော့ပြန်ပြုတ်ကြပေါ့။ဒုက္ခလေးတွေလေတိတ်တော်ပြီးစီးလုံးကြတာပဲ။တကြီးနဲ့အเจ้าကြီးစီကအမတ်ပြရမှာတေးကြပဲ။ မနက်ခင်းတခုမှာတော့ငပိတ်တယောက်အိမ်ရှိမှာတင်းခွဲနေလေအမေကလည်းဈေးသွားတာကြားလာပြီဘယ်မှာစကားကောင်းနေလဲမသိဘူးအဲ့ဒီအချိန်အဝေးကတော်ဘောော်ရဲတန်ကြားရီတော်ဘောနေဖို့တူအောင်ဒေါ်လေးနယ်ကိုတွဲလို့ပုံငပိတ်ရေဒေါ်လေးနယ်မူးလဲလို့ဟေ့လောင်းဟာအမေဘလို့ဖြစ်တာလဲဗျဒီကုပြပေါ်မှာနားလိုက်ပါဦးအမေမူးနေသေးလားစီကံပြမလားဗျစီကံမသွားတော့ပါဘူးကွယ် အမေသွေးပေါင်ကြားလို့နေမှာခေါင်းထဲနဲ့မူးယုံလေးပါဒေါ်လင်းနဲ့တရင်ကြတော့တကြီးလဲရောက်လာခဲ့တယ်မနွယ်ဘလို့နေသေးလဲအစ်မပြေရင်ဆံဝင်ပိတ်ခိုင်းလိုက်မလဲဒေါ်လင်းနဲ့ကခေါင်းခါပြပေးမယ်ဖိုးသူကတကြီးဆံဝင်ပြလိုက်တာကောင်းမယ်နော်ကျွန်တော်နဲ့တော့ပေါ်တော့ပြလိုက်မယ်ဗျအဲ့လိုပြောပြီးချက်ချင်းမေတော့ဘိုးတို့တွေပြေးထွက်သွားကြတယ် ျလိုနဲ့တရက်မှာတော့တကြီးအောင်နောက်ဆုံးအဆင့်စမ်းသက်ချက်ကတော့ဟောဒီဘုံကြီးเจ้าမှာလဝါးပေးဆောင်ရွက်ရမှာပါဒီတော့တားတို့သမီးတို့လိုအပ်တာတွေကိုဘိုင်းကူပေးလိုက်ပါဒါဆိုကျွန်တော်တို့တွေဘယ်ကနေစလို့ရမလဲဗျဟမ်ဒီလိုနဲ့တကြီးအောင်ပို့သူတို့တာဝန်တီးတီးခွဲပေးလိုက်တော့ဒီပို့သူအောင်ဒါနဲ့တုတ်ပေါ့ငပိမလာသေးဘူးလားငါတို့ဝင်ကိုဝင်ခေါ်သေးတယ်ဒေါ်လင်းတွေတိတ်နေမကောင်းသေးတော့မလာဖြစ်တော့တာ လိုနဲ့တော့ပေါ်အောင်ခင်းနေတချောင်းမင်းတချောင်းခွဲနေတယ်။ပိုတူကသွားလိုက်ပြန်လိုက်နဲ့ရေပုံးတယ်နေ။မိဝိုင်းကကြောင်ဝင်နဲ့တပြက်စီပက်လဲနေပြီးအလုံးရှုံနေကြတယ်။တော့ပေါ်အောင်ပိုတူကသွားလိုက်လာလိုက်နဲ့ငါကောင်းတော့မိုးလာပြီကွာ။ပိုတူတယ်လာရေပုံးကိုကြားလို့ခဏနားလိုက်တယ်။မောလိုက်တာတော့ပေါ်ရဲ့ရေကြီးကပေါင်များနေလားမသိဘူး။ခုတီကိုမပြည့်သေးဘူး။ထင်းနေရောပဲလေ။ကုံမကုံနိုင်ဘူး။ငမိတ်မရှိလို့ကွာ။ရှင့်ပို့မြတ်မှာနော်။ မိဝိုင်းလေးတပည့်စီလင်းရင်ကသူ့တို့နာကိုရောက်လာတယ်။တူတူပါပဲဟာအခုလိုတွေ့စီလိုက်လျက်မှာပဲဘုံကြီးကြောင်ဝင်ကတော့ကြံမဲသိတော့လားလက်တွေဆိုလေညောင်းတောက်နေရပဲအဲ့ဒီချိန်ဘိုးကြီးလေးမနိုင်တနိုင်အုံးသီးတွေတဲလာလို့သူ့တို့နာကိုပြစ်ချနိုင်တယ်။ငါလဲအမတ်သားသွားမှဆိုလို့မကန့်ချင်စိတ်နဲ့သာလုံးပါတာ။ခါချင်းနေကြိုက်တာဒီမှာကြည့်哦ဘူသီးတွေတောင်ထနေပြီ။ဒလုံနဲ့ကနကြာတော့တကြီးရောက်လာတယ်။ကဲပြင်မန်းသွားကြပြီပေါ့။ ားလုံးချီးလဲချီးကျူးတယ်။ချီးဆူးလဲတင်ပါတယ်။သားတို့သမီးတို့တွေကုတော်လဲအများကြီးရသွားပြီ။ဖုန်ကြီးလို့တက်ရှိအောင်မြင်ထူးချွန်ကြပါစီကွယ်။ပြီးတဲ့ဆုနဲ့ပြည့်ပါစီတကြီး။အော်မေးတော့မလို့မနေ့ကမနေ့ဆယ်နှစ်လောက်မှလူငယ်အကျိုးပြုအဖွဲ့အတွက်ရွေးကန်ရတဲ့သူတွေကိုကြီးညာပေးမယ်နော်။ရှင်းကုန်လိုက်တာ။ကဲသွားနာကြတော့နော်။နောက်ရက်မနေ့ကင်းမှတော့အားလုံးပဲတကြီးအိမ်ကိုရောက်နေကြတော့တယ်။ တကြီးဟာကဲဒီနေ့ကတော့လူငယ်အကျိုးပြုအဖွဲ့ဝင်လူရွေးဖွဲ့ရှားလက်ကိုကြေညာပေးမှာပါအားလုံးကိုရွေးကြည့်မိမယ်အပပကစဉ်းစားပြီးရေရှည်လုံးနိုင်မဲ့သူကိုရွေးချယ်ရတာဆိုတော့အားလုံးနားလည်စီကြပါတယ်အဖွဲ့နာမည်ကိုအောင်ပန်းကျယ်ပွင့်လို့ပေးထားတယ်အရွေးခံရသူတွေကဖိုးတူတုတ်ပေါ်ဘူဤတန်ချောင်းတို့တောင်မကအမျိုးသမီးရှေးရကိစ္စတွေမှာကိုကြီးဆောင်ရွက်ပေးဖို့အတွက်မိဝိုင်းကိုပါရွေးထားပါတယ် ။တကြည်ငပိန်ရောငပိန်ရောဘာလို့မရွေးရလဲမြ။ငပိန်မင်းဟာနေမကောင်းတာရဲ့အိမ်ကိစ္စလေးတွေကူညီပေးရတာရှိတော့အရန်စင်းနေပဲထိထားတာပါ။အောင်မရဲ့ကျေဝင့်လေးဖြစ်ပြီပေါ့။ပြောလိုက်တာ။မင်းတို့လေးတွေကជីလာမှာ။အနာကရွာရဲ့ထွန်းနောက်လာမယ်ကျေဝင့်နေဆိုတော့မမေမေရောជីရွာတို့တောင်ဝိုင်းဝန်းကူညီပေးကြဟုတ်ပလား။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတကြည်။ဒါလုံးနဲ့အောင်မန်းရွာရဲ့ကျေဝင့်လေးတွေရွေးလေပွဲလေး အောင်မြင်စွာနဲ့ပြီးဆုံးသွားတော့လေ။